m မျက်ရှိမှာကျွန်တော်ဒေါ်လာဆိုင်ကက်လိုက်ပြီပြီးတော့ဒီမှာပဲ rows တွေကိုစဉ်းစားမယ်ဒီမှာ rows တွေကိုစဉ်းစားတဲ့ခါကျတော့ row တွေတခုလည်းမဟုတ်ဘူးအများကြီးဖြစ်နေတယ်ဒါကြောင့် row ရဲ့ရှိမှာဒေါ်လာဆိုင်ထည့်เสียမလို့တော့ဘူးပြီးတော့ကျွန်တော်တို့မြောက်မှာဖြစ်တဲ့တော့ကြောင့်မြောက်ပြီးတော့ဟောရလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီနှစ်ကို column အနေနဲ့ကြည့်မယ်ဆိုရင်သူက colon တက colon ထဲမှာပဲဖြစ်နေတယ်ဒါကြောင့်တက colon ထဲပဲဖြစ်တဲ့အတွက်ကြောင့် colon တက်ကြတဲ့ရှေ့မှာဒေါ်လာ sign လို့ရတယ် row အနေနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီလို row တွေအများကြီးဖြစ်မနေဘူး one row တဲ့ပဲဖြစ်နေတယ်တတိုင်းတတိုင်းတဲ့ပဲဖြစ်နေတယ်ဒါကြောင့်တတိုင်းတတိုင်းဆိုရင်ဒေါ်လာ sign နှက်ခါဒါကြောင့်ဒီမှာကျွန်တော်တို့ဖြည့်လို့ရှင်ပြီဆိုရင်အနာနှိုက်လိုက်မယ်ပြောတော့ဒါကိုကြည့်လိုက်မယ်ဆိုရင် ဒါကျွန်တော်တို့လိုချင်တဲ့ဖြစ်ရပါပြီ။